ြည်ရင်အားသည် ပြည်တွင်းမှာသာရှိပြီဆိုတဲ့စကားတိုင်းပြည်တော်စုပါတိုင်းရင်းသားတွေအားလုံးရဲ့စီလုံးညွညွမှုအင်အားတွေနဲ့တူတက်ညီလက်ညီအားလုံးဦးပေါင်းပါဝင်ဆောင်ရွက်မှသာမိမိတို့ရည်မှန်းထားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုကြီးကိုခိုင်ခိုင်မာမာတည်ဆောက်နိုင်မှာဖြစ်ကြောင်းအလေးထားပြောကြလို့တယ်ဒီလိုတည်ဆောက်နိုင်ဖို့လှုံ့ဆော်ရမှာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြင်းရေးနဲ့ သာဝရညင်ချင်းရရှိရေးဟာအလွန်အရေးကြီးတယ်ဒုတံဘော်တွင်တဲ့ညင်ချင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ရင်2008ခုနှစ်ဖွဲ့စည်းဟိုအခြေခံဥပဒေရဲ့နဲ့တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေးတဲ့သဘောတူစာချုပ် NCA ပါသဘောတူညီတဲ့အတိုင်းဖြစ်နေတဲ့များအလီတာလှုပ်ဆောင်သွားမှာဖြစ်တယ်။ဒါပြင်ဇနကန်လမ်းစဉ်နဲ့အချက်ပဲလမ်းစဉ်တွေကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ဆုံးရှုံးနေတာမှုတွေကိုထောက်ရှုပြီး သာဝရညဉ့်ကြရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူတွေနဲ့အတူတက်တွဲဖော်ဆောင်နိုင်ဖို့အတွက်နိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချောင်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကအကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွန့်လွတ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ယူကောက်ပဲလမ်းကြောင်းတွေကတဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနိလနဲ့ဖြည့်ရှင်းဆောင်ရနိုင်ဖို့ဖိတ်ခေါ် ကံလန်းထားပြီးဖြစ်တယ်။နိုင်ငံရေးနည်းလမ်းကိုသဘောပိုင်းပေါ်မှာတွဲဆုံဆွေးနွေးခြင်းနဲ့သာအပြည့်အချာနိုင်မှာဖြစ်တာကြောင့်ညီညာရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုးစားလမ်းဖွဲ့ထားကြောင်းထပ်မံအသိပေးပြောကြားလိုတယ်။နိုင်ငံတော်စီပွားရေးအုပ်ချုပ်ရေးကောင်စီအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင်တာဝန်ထားဆောင်ခြင်းကစပြီးနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ပါတီစိုဒီမိုကရေစီစနစ်ခိုင်မာရေးအတွက်ရှစ်လုံငန်းစဉ်နဲ့ဥတည်ချက်တွေချမှတ်ဆောင်ရွက်ခဲ့တယ် ချာမှတ်ထားတဲ့ရှေ့လူ95ရရလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ရွေးကောက်ပွဲကထွက်ပေါ်လာခဲ့တဲ့အဆိုးရွားကိုနိုင်ငံတော်အာဏာလွတ်အပ်နိုင်ရေးဥတည်ထားပြီးရွေးကောက်ပွဲကိုတမကာလအတွင်းပြန်လည်ကျင်းပပေးဖို့ဒီဇိုင်းမှတ်မှတ်ချမှတ်ထားတယ်။နိုင်ငံတော်ဝန်ထမ်းသိမ်းပေးနေတဲ့တပ်မတော်ရဲ့ကိုစားနိုင်ငံတော်စစ်မှုအုပ်ချုပ်ရေးကောင်စီနေနဲ့ယခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေဆောင်ရွက်လေ့ရှိရမှာကျွန်တော်ရှိခုနှစ်ဗစိဘုတ်ခြေကံဥပဒေအပါဝင်ရွေးကောက်ပွဲဥပဒေများဤဥပဒေနဲ့အညီဒေသလိုက်လုံခြုံရေးအခြေအနေပေါ်မှာမူတည်ပြီးရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမှာဖြစ်လို့လိုအပ်တဲ့ပြင်ဆင်မှုတွေကိုလည်းအကောင့်တွေပေါ်ဆောင်ရွက်လေ့ရှိနေတယ်ဒီနေ့အပြည့်ဆန္ဒမေးပေးပံ့ပိုးရှိသူ အားလုံးမေးပေးခွင့်ရရှိစေဖို့ပြည်သူလူထုရဲ့စိတ်မှန်တဲ့လူလားချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစိုဒီမိုကရေစီအထူးရွေးကောက်ပွဲဖြစ်စေဖို့နဲ့ဂုံတိတ်ကရှိတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆောင်ရွက်နေတယ်။